မင်္ဂလာပါခင်ဗျာတီဟာဤအော်ဒီယိုဘုတ်မှကြိုဆိုပါရစေဒီနေ့ဖတ်ပြမယ့်စာအုပ်လေးကတော့ဆရာတင်ထွေးရေးသားခဲ့တဲ့တတိယမြန်မာနိုင်ငံတည်ထောင်ခဲ့သူအလောင်းမင်းတရားဥအောင်ဇေယျဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်အလောင်းမင်းတရားကြီးဥအောင်ဇေယျမွေးဖွားချိန်မှာစပြီးနတ်ရွာဆန်းချိန်ထိအဖြစ်ပြက်များကိုရေးသားထားတဲ့ဒီစာအုပ်ကိုစိတ်ပါဝင်စားခဲ့ပါကအဆုံးထိလိုက်ပါဖတ်ရှုပေးဖို့တောင်းဆိုပါရစေဒီစာအုပ်ကိုအပိုင်းပိုင်းခွဲပြီးဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ကဲစားလိုက်ကြရအောင် အပိုင်းတဲ့မောင်အောင်ဇေယျမှဦးအောင်ဇေယျတို့မောင်အောင်ဇေယျဆိုသူမှာနောက်တစ်ချိန်တွင်အလောင်းမင်းတရားကြီးအမိဖြင့်တတိယမြန်မာနိုင်ငံကိုထူထောင်မိသူဂုံးပေါင်မင်းဆက်ကိုထူထောင်မိသူပြောင်မြောက်သောစစ်ပွဲများတိုက်ပွဲများအများအပြားကိုဆင်နွှဲပြီးမြန်မာသူရဲကောင်းတူဖြစ်ထင်ရှားလာမိသူဖြစ်သည်မြန်မာသမိုင်းတွင်လွန်စွာထင်ရှားမိပုဂ္ဂိုလ်လည်းဖြစ်သည်ရင်တို့ထင်ရှားကြော်ကြားမိမောင်အောင်ဇေယျဤမိဘများမှာမူဆိုးဖို့အလဲရွာရှိမူဆိုးဖို့သူကြီး တိရိမဟာတမ္ပရာဇာဖွဲ့ခံမင်းညိုဆန်နှင့်ကျင်ယာစောင်းငိဥတို့ဖြစ်သည်မဟာဒေဝီစောင်းငိဥတွင်မောင်အောင်ဇေယလောင်လေးတနေရှိစဉ်အချိန်ကထူးခြားသောအတိတ်နိမိတ်များပြသခဲ့သည်ဆိုဤဖရာတရားကို ကြည်ညိုဖူးမြော်လိုစိတ်များလည်းမိခင်တွင်ပုံမူပေါ်ပေါက်ခဲ့သည်ဆိုဤထို့ကြောင့်ဖခင်ကကိုကိုွယ်ရာဆရာတော်တန်ဃာတော်ကြီးများအားရှောက်ထားမေးမြန်းခဲ့ရာဆရာတော်တန်ဃာတော်ကြီးများကယဉ်သွေးသည့်ဧကရစ်တစု ဟူဟူဆက်လောက်ထုံးပေါက်ကြော်ကြားသာသနာပြုမိမင်းတပါဖြစ်ပေလိမ့်မည်ချင်းတိမင်းကဲ့သို့ရဲရင်ချင်းနှင့်နှိမ်နှင်းအောင်မြင်မိဖုံးလက်ယုံနှင့်လည်းပြည့်စုံသောယောက်ျားမြတ်အာဇာနီဖြစ်လိမ့်မည်ဟုမိန့်ကြားတော်မူခဲ့ကြသည်တို့ဖြင့်အချိန်ခါကြာရောက်လာသည့်1086ခုနှစ်တော်တလင်းလာပြည့်ကျော်ရက်နေ့တော့ကြနေညတစ်ချက်တီးကျော်အချိန်တွင် မောင်အောင်စေရလောင်းကိုထောင်းမှန်စွာဖွားမြင်ခဲ့သည်ဆရာတော်တန်ဃာတော်တို့က ။အောင်နမောအထဇေယမင်္ဂလံဟုရှုပ်ဖက်စဉ်ဖွားမြင်သောတာယောက်ျားဖြစ်သည့်ဖြင့်အမိကိုမောင်အောင်စေဟုပေးခဲ့ကြသည်။ဖခင်သူကြီးကလည်းယင်းအမိကိုနှစ်ချိုက်ခဲ့သည်ဖြစ်သောကြောင့်မောင်အောင်စေယဟုတွင်ခဲ့သည်။မောင်အောင်စေယသည်မိဘဆွေမျိုးများ၏ယူရချစ်ခင်မှုဖြင့်တဖြည်းဖြည်းကြီးပြင်းလာခဲ့သည်။เจ้าတို့ပို့ကစာတင်ကြားစီသည့်ခုနှစ်နှစ်သားရွယ်သူရောက်လာခဲ့သည်ထိုအချိန်သို့ရောက်လာလျင်ပင်ကလေးဤရုပ်ရည်မှတမျိုးထူးခြားလာသည် အခြားကလေးသူငယ်တို့ထက်ထူးခြားသောအသွေးများကို ဆောင်လာသည်ယင်းတို့ထူးခြားမှုများကိုကောင်းစွာတွေ့မြင်လာခဲ့ရသည်မောင်အောင်ဇေယျတွင်ကိုလက်အင်္ကာပြည့်ပြည့်ချင်းလှပရှုခြင်းဆက်ပွဲရှိခြင်းမပြုံးမရေတည်ကြည်သောမျက်နှာရှိခြင်းနဖူးကျယ်၍တည်ဝန်းစွာရှိခြင်းမျက်နှာသောစပင်ရှိခြင်းမျက်လုံးမျက်အိပ်ရှိ၍မျက်နှာချင်းအတန်ကျယ်၍နှက်ချင်းနာရွက်ရှိ၍ကြီးပြန့်ခြင်းနှာသီးနာရန်မကောင်းနိုင်ပဲရှိခြင်း လက်ယိုးလက်မောင်းပြည့်ပြည့်၍ရှည်သွဲခြင်းလက်တိုင်လဲရှည်သေးသွဲခြင်းလက်ဖွားခြေဖွားညီမြန်းခြင်းလက်ဖမိုးခြေဖမိုးပြည့်ပြည့်ခြင်းအိတ်အနေနေပါခြင်းအစာတောက်သွားလာအပြောအဆူချားနာခြင်းစသည့်ဂုံအင်္ကာတို့ရှိခဲ့သည်မောင်းအောင်စေရခုနှစ်နှစ်သားရွယ်သူရောက်သောအခါမိဘနှစ်ပါးကထူကြသောသားလေးအားသူတို့ကိုးကွယ်တည်တာထွန်းကြောင်းဆရာတော်ဖရာထံအနံ့၍စာပေများကိုတင်ကြားစေခဲ့သည် ရင်းတို့တင်ကြရာတွင်လည်းမောင်အောင်စေရမှာထူးခြားစွာစာတင်တက်မြောက်ကြောင်းတွေ့ရပြန်သည်တင်မုံကြီးမင်္ဂလာတုတ်ယတနာရွှေချိုင်းဆုံးမစာပရိတ်ကြီးအစိမ့်နေရအကျဲလောကနီတိရာဇနီတိတို့ကိုတုံးတဲ့အတွင်ကောင်းစွာတက်မြောက်ခဲ့သည်ဆက်တနှစ်သားရွယ်သူရောက်သောအခါဇက်ကြီးဆယ်ဘွဲ့တရာရှိဆောင်ဗျာဂရိုင်းကျန်းနှင့်တကွာတချို့တီကအထက်ကထာများကိုဆက်လေးနှစ်သားရွယ်တွင်တင်ကြားတက်မြောက်ခဲ့သည်ဆက်လေးနှစ်သားရွယ်ရောက်လာသောအခါဗုဒ္ဓဘာသာတို့ထုံးစံအတိုင်း မောင်အောင်ဇေယအားမိဘများကသာသနာပေါင်းသို့တွတ်တွင်းပေးခဲ့ကြသည်မောင်အောင်ဇေယသည် ရှင်သိတ္တိဝါကိုရင်သိတ္တိအမိဘွဲကိုရရှိခဲ့သည်ရှင်သိတ္တိတာမဏေပေါင်းဝင်ရာကျောင်းမှတာထွန်းကျောင်းဆရာတော်ဤကျောင်းဖြစ်သည်ဆရာတော်မှာမောင်အောင်ဇေယပရိသနေရှိစဉ်အချိန်မှစတင်၍တည်ကျွမ်းထားပြီးဖြစ်ရာရှင်သိတ္တိအားအင်္ဂဝိဇာကျမ်းတာမှုကကျမ်းယတရာကျမ်းအင်ယုံခေါ်ဖြူဟာကျမ်းနေမိတ်တကကျမ်းအာကာသချက်တရကျမ်းနှင့်ဘုံမီချက်တရကျမ်းများကိုကျမ်းစာစွာတင်ကြားပေးခဲ့သည် အသက်18နှစ်တွင်ရှင်သိတ္တိလူထုပ်သည်လူထုပ်ပြီးသောအမောင်းအောင်စေရသည်မိဘများနှင့်အတူ နေထိုင်ခဲ့သည်အထူးသဖြင့်အိမ်ဦးခန်းတွင်အနေများပြီးကျန်းစာများကိုကြည့်ရှုလေ့လာခြင်းဖြင့်အချိန်ကုန်စေခဲ့သည်သား၏ရုပ်ရည်ကိုအရေးတကြီးကြီးဖြင့်ရှိနေကြသည့်မိဘများကအရွယ်ရောက်လာသောသားအတွက်အိမ်အောင်ချထားရန်စဉ်းစားလာခဲ့ကြသည်။သားအနေဖြင့်လက်ထပ်ထိမ်းများခြင်းပြုရန်အချိန်တန်ပြီးဟုလည်းသတ်မှတ်ခဲ့ကြသည်။ထို့ကြောင့်သားနှင့်တင့်လျော်မိခြင်းအားကိုမိဘတို့ကပင်ရွေးချယ်ပေးရန်ဆောင်ရွက်ခဲ့ကြသည် မိခင်စောငိမ့်ဦး၏မောင်ရင်ဦးဖိုးများနှင့်ဇနီးမယ်ပလောင်တို့တွင် ခင်ကောင်းဆန်ခင်ရွန်းဆန်ခင်နှိုင်းဆန်ညီအမ၃ယောက်ရှိသည်ရင်းညီအမ၃ဦးအနက် ခင်ရွန်းဆန်နောင်တွင်မိဖုရားခေါင်ကြီးဖြစ်မိသူမှာတားနှင့်အတင့်လျော်ဆုံးဖြစ်မည်ဟုမိဘတို့ကဆုံးဖြတ်ရွေးချယ်ခဲ့ကြသည်တို့ဖြင့်လက်ထက်ထိမ်းများခြင်းကိစ္စကိုဆောင်ရွက်ခဲ့ကြသည်ဆွေကြီးမျိုးကြီးဖြစ်ကြသည့်အတိုင်းလက်ထက်မင်္ဂလာပွဲကိုကြီးကြပ်ခမ်းနားစွာကျင်းပခဲ့ကြသည်1905ခုနှစ် နတ်တော်လာဆန်း၅ရက်ကြာသာပတိနေ့တွင်လက်ထက်မင်္ဂလာခန္ဓာကိုကျင်းပခဲ့သည်ခီယွန်းဆန်နှင့်လက်ထက်ပြီးသောအခါမောင်အောင်စီရမှဩဇာအရှိန်ဝါပူမိုကြီးမလာခဲ့သည်မုတ်ဆိုးပူတွင်လာရောက်နေထိုင်လူသူတို့လည်းများပြားလာခဲ့သည်မုတ်ဆိုးပူမှတနေ့တခြားပြောင်းရွှေ့လာသူများဖြစ်စီကားလာခဲ့သည်လူနေထူထပ်သောဒေတာလည်းဖြစ်လာခဲ့သည် မောင်အောင်ဇေယအသက်20ခင်ယွန်းဆန်အသက်18နှစ်1996နှစ်ဝါခေါင်လဆန်17ရက်အင်္ဂါနေ့အကူနနက်2နာရီတွင်တာဦးလေးကိုဖွားမြင်ခဲ့သည်တာလေး9ရက်သားတွင်ပိုးလောက်တက်နေသည်ကိုတွေ့ရသဖြင့် မောင်လောက်ဟုအမည်ပေးခဲ့သည်နောင်ခါတွင်နောင်တော်ကြီးဟုအမည်တွင်သောမင်းတပါးဖြစ်လာခဲ့သည် တာဥဖွားအပြီးနှစ်နှစ်ခန့်အကြာ မောင်အောင်ဇေယျနှင့်ခင်ရိုးစံတို့ဒုတိယတာယောက်ကြားလေးရခဲ့သည်1906ခုနှစ်ဝါခေါင်လဆန်း73ရက်တနင်္ဂနွေနေ့နနက်၄နာရီတွင်မွေးဖွားခဲ့ခြင်းဖြစ်သည်အင်္ဂလိပ်ကိုပုခတ်နှင့်ထားစဉ်ပိုးရွာများတက်လာသည်ကိုတွေ့ရသောကြောင့်မောင်ရွာဟုအမည်ပေးခဲ့သည်နောင်ခါတွင်စင်ပြူရှင်မီသောမင်းတပါးဖြစ်လာခဲ့သည် သို့ဖြင့်1106ခုနှစ်သို့ရောက်လာခဲ့သည်ထိုအချိန်တွင်မောင်အောင်ဇေယျနှင့်ခင်ရွန်းဇံတို့၌တာသုံးယောက်သမီးနှစ်ယောက်ဖွားမြင်ပြန်သည်1106ခုနှစ်သို့ရောက်လာ၍ဟန္တာဝတီတက်များပင်းရအနီရောက်လာချိန်တွင်တာတူးကိုဖွားမြင်ပြန်သည် ထိုသားကိုမောင်ဝိုင်းဟု အမည်ပေးခဲ့သည်နောင်ခါတွင်ဘိုးတော်ဖျားဟုထင်ရှားသောမင်းတစ်ပါးဖြစ်လာမည်ကလေးဖြစ်သည် ဤနေရာတွင်မောင်အောင်ဇေယျ၏ကိုရီးအကြောင်းများကိုခိတ္တရက်နာပြီးနိုင်ငံအရေးကိုရေးသားလိုသည်စင်စစ်မောင်အောင်ဇေယျ၏ကိုရီးမှာနိုင်ငံ၏အရေးနှင့်လည်းဆက်စပ်လျက်ရှိခဲ့သည်အထူးသဖြင့်နိုင်ငံ၏အောက်ပိုင်းတွင်ဟန်တာဝရီသားတို့ထူထောင်လာပုံကိုတည်ထားရန်လိုပေသည်ထို့သူတည်ထားမှမောင်အောင်ဇေယျအကြောင်းနှင့်ဆက်စပ်ဖက်ရှုသွားနိုင်မည်ဖြစ်သည်မောင်အောင်ဇေယျနှင့်ဆက်စပ်နေသည့်ရာဇဝင်ကြောင်းကိုတင်ပြရလျင်ညောင်ရဲမင်းဆက်မှစတင်၍တင်ပြရန်ဖြစ်သည်ပြပြခဲ့သည့်နိုင်ငံကို အနောက်ဘက်လုံမင်းတရားကြီးကပြန်လဲစုစည်းကထူထောင်ခဲ့သည်နိုင်ငံတော်တပေါင်းတစ်စီးတည်းရှိစေရန်ဆောင်ရွက်တော်မူခဲ့သည်ရင်းချီနေကိုတာလုံမင်းတရားကြီးလက်ထက်တိုင်အောင်ထိန်းသိမ်းနိုင်ခဲ့သည်သို့သောတာလုံမင်းတရားကြီးဘကူးမှအင်းဝါသို့မင်းနေပြီးတော့ပြောင်းရွှေ့ပြီးတာလုံမင်းတရားကြီးနောက်ပိုင်းဆက်ခံတော်မင်းဆက်ဆက်မှာဖုံးတက်ကိုပြက်ပြားလာသောကြောင့်အင်းဝါပြက်ချိန်တစ်ဖြည်းဖြည်းနီးလာပြီးဟန်တာဝရီသားတို့ထောင်ထားပုံကံမှုတို့မှလည်းကြီးထွားသည့်ထက်ကြီးထွားလာခဲ့သည် အင်းဝမင်းဆက်၏နောက်ဆုံးမင်းဆက်ဖြစ်သည့်တက္ကရီ1095ခုနှင့်မဟာဓမ္မရာဇာဓိပတိအုပ်စိုးသောကာလသို့ရောက်လာခဲ့သည်ထိုမင်းကိုဟန္တာဝတီတို့ဖန်ဆီးခေါ်ဆောင်သွားခြင်းလည်းခံရသဖြင့်ထိုမင်းမှာဟန္တာဝတီရောက်မင်းတရားဟုလည်းနာမည်ကြီးခဲ့သည်မြမမင်းဆက်တို့အားနည်းလာသည့်အကြောင်းရင်းများကြောင့်ဟန္တာဝတီသားတို့အားတက်လာခဲ့ကြသည်ဟန္တာဝတီပါမင်းလက်ထက်တိုင်အောင်ဟန္တာဝတီသားတို့မှာမြမမင်းများလက်အောက်တွင်နေထိုင်ခဲ့ကြသူများဖြစ်သည် ရင်းတို့သောအခြေအနေများတွင်မြန်မာမင်းကိုစန့်ကျင်သူတို့ကမြန်မာမင်း၏လက်အောက်ခံအဖြစ်မှထွက်ခွာရန်စတင်လှုပ်ရှားခဲ့ကြသည်ဟန်တာဝဒီမြောက်ဘက်တွင်နေထိုင်ကြသည့်ကွေရှန်တစုတို့ကပုံကံကဘကူးမျိုးတို့ခြိတက်လာခဲ့ကြသည်ထို့နောက်ပုံကံရန်ဆိုင်းပြင်းနေသည့်ဟန်တာဝဒီသားအချို့နှင့်ပူးပေါင်းပြီးမြန်မာမင်းခံထားခဲ့သည့်ဟန်တာဝဒီမျိုးဝင်မင်းရဲ့အောင်နိုင်အားဖမ်းဆီး၍ကုမျက်ခဲ့ကြသည်ပုံကံသူတို့ကတမိန်ထောရာဇာကိုဟန်တာဝဒီမင်းအဖြစ်တင်မြောက်ခဲ့သည် ဤကားအင်းဝဆက်တကူးမိန်ပြီးနိုင်ငံပြက်လူလူအချင်းအလောင်းမင်းတရားအာနာရှိလာမည်အချင်းရောက်လူလူခါဖြစ်သည်ထိုအချင်းတွင်ဟန်တာဝတီအခြေအနေမှလည်းများစွာဆိုးလာခဲ့သည်ဟန်တာဝတီသားတို့၏အင်အားမှများပြားသည့်ထက် များပြားလာခဲ့သည်အင်းဝတီနန်းကိုပင်လာရောက်တိုက်ခိုက်လိမ့်မည်ဆိုသောသတင်းတို့မှပြန့်နေခဲ့သည်တက္ကရီတထောင်တရခုနှစ်ခုနှစ်နေုံလာသို့ရောက်လာခဲ့သည်ထိုကာလတွင် မင်းလောင်းပေါ်မီ မြောက်ဖက်မှမင်းလောင်းပေါ်လာလိမ့်မည်မှာတေချာနေသည်ဆိုပြီးတပောင်တချင်းလဲခေစားလာခဲ့သည်ထိုတပောင်အရတောင်မူရာဇာသည်သူအုပ်ချုပ်ရသည့်မြောက်ဖက်တလွားရှိတန်တရာဖြစ်ရသူတို့အားခေါ်ယူစစ်ဆေးခဲ့သည်အထူးသဖြင့်ထိုအချိန်ကအလွန်နမဲကြီးနေသည့်ခင်ဦးရွာမှဦးချင်းညိုကိုဦးစွာခေါ်ယူမင်းမြန်းခဲ့သည်မင်းမြန်းပြီး၍ဦးချင်းညိုပြန်သွားသောအခါတောင်မူရာဇာကဦးချင်းညိုသည်လက်ယုံးရီအဖျင်ကောင်းသည်သို့သော အချွေရန်နေပါ၍လူကောင်ကြီးသည်ကြမ်းလဲကြမ်းတမ်းသည် ကျုံမွေးကြီးနှင့်ရှင်ဘရင်ဆောမနန်ဟုမှတ်ချက်ချခဲ့သည်ထို့နောက်မကြာမီမောင်အောင်ဇေယအားခေါ်ယူ၍မေးမြန်းစစ်ဆေးခဲ့ပြန်သည်ရင်းတို့စစ်ဆေးမေးမြန်းရာတွင် ကောင်းမွန်သော တင့်တယ်သောကြံ့အင်လက္ခဏာနှင့်ရဲရင်တီကြည်ခြင်းတို့ကိုတွေ့ရသဖြင့်လွန်စွာသဘောကျပြီးမောင်အောင်ဇေယအားဆုတော်များပေးခဲ့သည့်ထိုနောက်ချီးမွမ်းစကားပြောရင်းရှင်ဘရင်စောနန်သည်ဟူခြင်းမှာမှန်ကန်ပါသလောဟုတောင်ငူရာဇာကမေးခဲ့သည်ထိုအခါမောင်အောင်ဇေယက ချော့ပြစ်ဖြစ်သောစကားများသာဖြစ်ပါသည် ဟုရဲရင်ကြည်ကြည်စွာပြန်လည်တင်ပြပြီးနောက်မိုးဆိုးမှုတို့ပြန်လာခဲ့သည်မောင်အောင်ဇေယျပြန်သွားသောအခါတောင်မူရာဇာက မောင်အောင်ဇေယျမှာဆွေမျိုးအားလဲကောင်းသည်ကြော်တိုင်းတင်သောအည်ချင်းလဲရှိသည်လူတို့ဤဖုံးကန်ဆိုသည်မှာမမြင်နိုင်ကျင်းချေခန်းချေရတရာပြုလုံးမှတင့်မီဆိုပြီးငူဆိုးဖို့တို့တွားရောက်ကကျင်းချေတဲ့နန်းဆောက်လုပ်ခဲ့သည် ဤနေရာတွင်တောင်မူရာဇာ၏တုံးသက်ချက်အရမောင်အောင်စေရတွင်အာကောင်းသောဆွေမျိုးများထိုအချိန်ကပင်ရှိခဲ့သည်မှာမှန်ကန်ပါသည်သူဆွေမျိုးအင်အားကိုတွက်ချက်ကြည့်လျင်အောက်ပါအတိုင်းတွေ့ရမည်မောင်အောင်စေရ၏အဖဖက်မှဆွေမျိုးများမှာမင်းစစ်နိုင်တဲ့နန္ဒီမေဖြိုးတင့်မြတ်ရာတွင်တမီးတော်မေဆိုးနှင့်သားတော်မင်းညူတင် သုံးသားတော်မင်းညူဆန်းမောင်အောင်စေရ၏ဖခင်လေးတမီးတော်မေအိမ်၅သားတော်မင်းညူသူ၆သားတော်မင်းထွန်းမြတ်ခုနှစ် မီးတော်ခင်ပြည့်တို့စုစုပေါင်းတသမီခုနှစ်ဦးဖြစ်သည်မောင်အောင်ဇေယျ၏အမိဘက်မှဥပုကြီးနှင့်မေမန်တို့တင့်မြတ်ရာတွင်တမီးတော်ဆောင်ရင်ဦးမောင်အောင်ဇေယျ၏မိခင်တားတော်ဦးဖြိုးများခင်ရိုးဆိုင်ဖခင်တို့ဖြစ်ကြသည်မင်းညိုဆန်နှင့်ဆောင်ရင်ဦးတို့တင့်မြတ်ရာတားတော်ကြီးဦးအောင်မူနှင့်တမီးတော်ရှင်ဝင်း၃တားတော်ဦးအောင်ဖြိုး၄တားတော်ဦးအောင်ဇေယျ ငါတမီတော်ရှင်မင်း6တားတော်ဥရွှေကျူ9တားတော်ဥရွှေကူတမီတော်မေမာတားတော်9ဦးတမီတော်3ဦးပေါင်း8ဦးဖွားမြင်ခဲ့သည်ဥဖြိုးမြနှင့်မေပလောင်တို့တင့်မြတ်ကြရာတွင်တက်တားတော်ကြီးဥဖြောနှင့်တမီတော်ခင်စီ3တမီတော်ခင်အမ4တမီတော်ခင်ဤ5တမီတော်ခင်ဝါ6တားတော်ဦးအို9တားတော်ဦးလိတ်တားတော်ဦးအေ6တားတော်ဦးကြရွတ်တို့ဖွားမြင်ခဲ့သည် ရင်းသားချင်းတို့အိမ်အောင်ပြုကြခြင်းဖြင့်ဆက်သွယ်ရရှိလာသောဆွေမျိုးများစည်ရင်းကားကြေးကျွန်များစသည်တို့ဖြင့်မောင်အောင်ဇေယျတို့တွင်ဆွေမျိုးအကောင်းလျက်ရှိခဲ့သည်ရင်းတို့များပြားသောဆွေမျိုးကြားတွင် မောင်အောင်ဇေယျမှာကြီးပြင်းလာရပြီးအချိန်တန်အရွယ်ရောက်လာသောအခါဩဇာအရှိန်ဝါလည်းအတန်ပင်ရှိလာခဲ့သည် သူကိုလူများကလည်းတလေးတစားရှိလာခဲ့ကြသည် သူစီယုံမှုကိုယုံကြည်ကိုးစားလာခဲ့ကြသည်မုတ်ဆိုးကိုဝင်းကျင်တွင်ဦးတည်အိမ်တည်းများလာရောက်တီထောင်ဖွင့်လှစ်နေထိုင်ကြကအင်အားစုစည်းခဲ့ကြသည် အတက်ကလည်းရရှိလာလူအများဤယုံကြည်မှုကလည်းရရှိလာသောကြောင့် မောင်အောင်စေရမှာလူကြီးဖြစ်လာခဲ့သည်လူအများဤအာကိုအားထားပြုရာပုဂ္ဂိုလ်လည်းဖြစ်လာခဲ့သည်မောင်အောင်စေရမှာဦးအောင်စေရဖြစ်လာခဲ့တော်သည်